အားလုံးမင်္ဂလာပါရှင် အခုတင်ဆက်ပေးမှာကတော့မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံတွေအဖြစ်ပူးပေါင်းဆောင်ရွက်ကြဖို့တရုတ်နဲ့ရုရှားနိုင်ငံတို့လက်မဲ့ရည်ထိုးခဲ့ကြတဲ့သတင်းမှာတရုတ်သမ္မတရှီကျင်းဖြစ်နေရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမေရိကန်ပထမမူဝါဒကြောင့်အကျိုးစီးပွားထိခိုက်နှံ့နာမှုတွေကာကွယ်နိုင်ဖို့အတွက်နိုင်ငံအကြားမဟာမိတ်ဆက်ဆံရေးကိုပုံမှန်နှိုင်းဆိုင်မဲ့ပူရဲကြေညာချက်တစ်ခုကိုမနေ့ကကြာပရိနေမှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရုရှားနဲ့တရုတ်တို့ဟာခေတ်သစ်နှနိုင်ငံမဟာဗျူဟာမြောက်ဆက်ဆံရေးကိုပုံမနဲ့ဆိုင်စင်မဲ့ပူရဲကြညာချက်တရက်ကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တယ်လို့တရုတ်နိုင်ငံပိုင်သတင်းမီဒီယာက ဖော်ပြပါဗျာ။ နှစ်နိုင်ငံပူးရဲကျင်းနာချက်မှာလက်ရှိခေတ်သစ်ကမ္ဘာရေစီးကြောင်းပုံမကောင်းမွန်တိုးတက်စေဖို့အတွက်လို့ဆိုထားပေမဲ့အမေရိကန်နဲ့ဥရောပသမဂ္ဂရဲ့အပါအဝင်အနောက်နိုင်ငံအများစုကတော့တရုတ်အနေနဲ့ယူကရိန်းကိုမတရားကျူးကျော်နေတဲ့ရုရှားနဲ့ပူးပေါင်းတာဟာသူ့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကျူးလွန်နေမှုကိုအားပေးထောက်ခံရရောက်တယ်လို့ပြောပါရတယ်။လက်ရှိဒီကမ္ဘာလုံးမှာပြဿနာများစွာနဲ့ရင်ဆိုင်နေကြရပါတယ်။ တီတီယုတ်ရုရှားနှနိုင်ငံတဘောတူကြေညာချက်ဟာကမ္ဘာကြီးရဲ့တည်ငြိမ်အေဂျင့်မှုကိုစောင့်ခြင်းပေးမဲ့အဓိကတော့ချက်တစ်ခုဖြစ်ပါတယ်။ဒီပြဿနာများစွာနဲ့ရင်ဆိုင်နေရတဲ့အခြေအနေကနေတရားမျှတလွတ်လပ်ပြီးအားလုံးပါဝင်နိုင်တဲ့ကမ္ဘာကြီးအဖြစ်ပြောင်းလဲဖို့အတူတကွပူးပေါင်းပါဝင်ကြပါလို့ရုရှားသမ္မတပူတင်ကပြောကြားခဲ့ပါတယ်။ တရုတ်သမ္မတရှီကျင်းဖင်ကလည်းသူတို့နှစ်နိုင်ငံဟာတည်ငြိမ်တိုးတက်ပြီးအပြည့်တော်ဆောင်တဲ့နိုင်ငံတကာအသိုက်အဝန်းတစ်ခုကိုဖော်ဆောင်လိုကြောင်းနဲ့လက်ရှိမှာအမေရိကန်ဟာကမ္ဘာလုံးဆိုင်ရာအကျိုးစီးပွားတွေကိုထိခိုက်နှစ်နာစေတဲ့ကုန်သွယ်စစ်ကိုဖော်ဆောင်နေတဲ့အတွက်အားလုံးရဲ့အကျိုးစီးပွားကိုအာမခံပေးပြီးပုံမိုလွတ်လပ်ပြီးတရားမျှတတဲ့ကမ္ဘာအရေးအခင်ကိုဆောင်ကျဉ်းနိုင်ဖို့အတူတကွပူးပေါင်းပါဝင်ကြဖို့ပြောကြားလိုက်ပါတယ်။ ရှီကျင်းဖြင့်ဟာအမေရိကန်ကိုဝေဖန်ပြောဆိုခဲ့ပြီးအင်အားကြီးပြီးကိုကျိုးအတွက်ပဲကြည်ရတဲ့အတောက်ဝါရီသမားတွေကိုစတင်ခြင်းမို့တရုတ်နဲ့ရုရှားနှစ်နိုင်ငံစလုံးမှာအထူးတာဝန်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ရှိချင်းဖြင့်ဟာယူကရိန်းကိုကျူးကျော်စေဆင်နွှဲနေတဲ့ရုရှားရဲ့ဒုတိယကမ္ဘာစစ်အောင်နိုင်မှု280ပြည့်မြောက်ရေးအခမ်းအနားကိုနိုင်ငံတော်အဆင့်၄ရက်ကြာတက်ရောက်လာတာဖြစ်ပြီးဗော်ဒိုနီကခရမလင်သို့ရောက်ရှိခဲ့ပါတယ်ရှင်။ကျွန်မနွယ်နွယ်ပါ။